ကဲအားလုံးမိတ်ဆွေငလာပါဒီနေ့မှာတော့ Mia Starlight Skin ရာလဲအရန်မိုက်နေရဆိုတော့ကျွန်တော်လည်းမရှိမရှိမဲ့ Diamond လေးနဲ့ Starlight Bow လေးကိုဖောက်ကြည့်မယ်အဲ့တော့ကျွန်တော် TikTok မှာတွေ့တဲ့ Starlight Era ဆိုလား Starlight Bow Pattern ဆိုလားအဲ့ဒါလေးကိုသုံးပြီးတော့ဖောက်ကြည့်မယ်ကဲဒါဆိုရင်တော့ကျွန်တော်လည်းအတူတူလိုက်ပြီးတော့ကြည့်လိုက်ကြရအောင်အဲဒါလေးရင်ယူလိုက်အောင်မယ်ပြီးွားရင် ဖောက်တယ်လေးကိုသွားမယ်ပြီးရရင်ဒီဟာ open box ဆိုတော့နှဲ့လိုက်မယ်ပြီးရင် mask တည်ပြီးတော့မှတစ်ချိန်ရင်းစီပြန် short မယ် ိတ်ရှည်လိုက်ရှင်နဲ့ရှော့မှာပေါ့နော်လုံးဝပြန်ထွက်ပြီးတော့ပြန်ဝင်တာမျိုးမရဘူး match တင်ပြီးတာနဲ့ဒီချိန်ချင်းစီတစ်ထီကိုပြန်ရှော့မယ်ပြီးရင်အဲ့ဒီ30နဲ့ပဲဖောက်လိုက်မယ်ပေါ့နော်ကဲဖောက်လိုက်ပါပြီရှော့ကျဲတဲ့ starlight gadget ပေါက်သွားပါတယ်တဲ့။အောင်ရမ်းမိုက်သွားပြီ။ဆောင်ရမ်းမိုက်သွားပြီ။ โอเคပါ bro လေဒီလိုဝန်လန်လေးတိုင်းလိုက်ဖောက်ကြည့်ပါဒါတော့ starlight box error လာကံကောင်းတာပဲလားဆိုတာ bro လေ comment ဒီမှာရေးခဲ့ပေးကြပါအောင်အဲ့တော့ကျွန်တော်က80တော့သုံးမယ်လို့မှန်းလာတာ9ချိန်တော့ဖောက်မယ်ပေါ့အခုတော့ချိန်နေနဲ့ပေါသွားတယ်ဆိုတော့6ချိန်အောင်တက်ပြီးတော့ဖောက်မယ်အာပေါအောင်လားဆိုတော့ထပ်ပြီးတော့စမ်းတက်ပေးမယ်ဒီမှာဆိုရင် bro မြင်အောင်ဆိုရင်ကြည့်လိုက်ပါအခါ90မှာ49ကလဲဖို့ချက်မှာလေးတယ်ချိန်နေနဲ့လုံးဝတစ်ချိန်နေနဲ့ပေါက်သွားတာပဲဖြစ်ပါတယ်အဲ့တော့ နောက်ထပ်6ကြိမ်လောက်ထပ်ပေါက်ကြည့်မယ်ပေါင်မလားဆိုပြီးတော့စမ်းကြည့်မယ်အဲ့ဒီပုံစံတိုင်းပဲအဲအမြင့်ဆုံးတိတင်မယ်ပြီးတော့ကြိမ်ရင်းစီပြန်ချမယ်အဲ့လိုမျိုးဖောက်ကြည့်အောင်မယ်နောက်ခုမြန်ပေါင်မလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ဘရိုပြင်းနေမှာဆိုလို့ကျွန်တော်စပီဒ်လေးနည်းနည်းတင်လိုက်မယ်ဒီနေရာလေးမှာစပီဒ်လေးနည်းနည်းလေးတင်ပြီးတော့ပြပေးမယ်အဲဘရိုအနေနဲ့စမ်းကြည့်မယ်ဆိုရင်အဲကျွန်တော်ပေကြာပေါက်ကြည့်ပေါက်မယ်လို့တော့မပြောဘူးဒါပေမဲ့ဘရိုအနေနဲ့ဖောက်မယ်ဆိုရင်တော့ဒီပုံစံတိုင်းလေးပဲဖောက်ကြည့်ပါလားအမ်ဖောက်ကြည့်ဖို့ပဲအကြံပေးတာပါ ဖောက်မယ်ဆိုရင်ဖောက်ကြည့်ဖို့ပြောတာပါလုံးဝပောက်တယ်လို့တော့ကျွန်တော်မပြောပါဘူးအဲ့တော့ကျွန်တော်ကန်ကောင်းတာလားတားလိုက်ပေါက်အဲရလားဆိုတာတော့လည်းကျွန်တော်မသိပါဘူးအဲ့တော့ရိုးလည်းသိတယ်ဆိုရင်မန်းငယ်哦လုံးဝပောက်မယ်လို့တော့မပြောဘူးဘရိုလို့ဖောက်ချင်တယ်ဆိုရင်တော့ဒီပုံစံတိုင်းနေလိုက်ဖောက်ဖို့ပဲပြောတာပါအဲ့တော့နောက်ထပ်6ချိန်မှာရောဘာဒီဖောက်မလဲဆိုတော့ကြည့်လိုက်ရအောင်အခုဒီတော့ဘာမှမပောက်သေးဘူးနောက်ထပ်3ချိန်ပဲကျန်တော့တယ်3ချိန်စာပဲဖောက်ဖို့ကျန်တော့တယ်အဲ့တော့ဘာမှလည်းပောက်တော့မှာပောက်တော့မယ်လို့တော့မထင်ပါဘူး စတိုင်ပေါက် error ဆိုရင်တော့သူကတခါပဲရတာမြင်ပါလေခါတိုင်းနဲ့အဲ့လိုမျိုးစတိုင်ပေါက် error တို့စတိုင်ပေါက် pattern တို့ဆိုရင်လည်းသူကတခါပဲပြီးတာပါထက်ခါထက်ခါလုံးလုံးမရပါဘူးအဲ့တော့ထပ်ပေါက်မယ်တော့မထင်ပါဘူးဒါပေမဲ့တခါတိုင်းနဲ့ပေါက်သွားတယ်ဆိုတော့ video ကလည်းတုံနေတယ်ပြီးတော့တုံးမဲ့ time ကလည်းနည်းနည်းလေးပိုသေးတယ်ဆိုတော့ထပ်ပြီးတော့ဖောက်ကြည့်လိုက်တာပဲရှိပါတယ်ထပ်ပေါက်မယ်ဆိုတော့ကျွန်တော်မှတ်မှန်းနေပါဘူးအဲ့တော့ပေါက်လည်းမပေါက်တော့ပါဘူးကြည့်လိုက်ပါတော့ပရိုလိုပဲကြည့်လိုက်ပါတော့ ဘရိုမြင်တဲ့အတိုင်းပါပဲဟိုဒီဘာမှမပေါက်တော့တာပါအဲ့တော့ဒါကတော့ဘရိုကျွန်တော် line မှာတွေ့တဲ့ဟာတွေကိုလာပြီးတော့ဆမ်းပြပေးတာပဲဖြစ်ပါတယ်အဲဒေတာပေါက်ကြီးပေါက်မယ်တော့မပြောပါဘူးအဲ့တော့ဒီလောက်ဆိုရင်တော့ဘရိုလည်းဆမ်းဖောက်ပြန်ဖောက်ကြည့်လို့ရပါတယ်ကဲဒါဆိုရင်တော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲစောင့်နေကြည့်ပေးတဲ့ကြောက်ချင်းတဲ့အောင်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားကြဖို့တော့ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့နောက် video တွေမှာဆက်လက်ဆောင်ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်